အစရာဒီအမျိုးသမီးတွေရဲ့အခန်းကဏ္ဍပေါ့နော် logistics မှာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍဘယ်လိုမြင်လဲအာ logistics မှာတော့ဟိုသူတို့ရဲ့အခန်းကဏ္ဍပို့ပြီးအဲညားလာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ documentation ဆိုလို့ရှိလို့ရှိရင်စာရေးစာရမ်းပိုင်းဆိုလို့ရှိရင်ယောက်တားလေးတွေကစိတ်ဝင်စားမှုကအားနေတယ်ဆိုတော့ operation ပိုင်းဆိုရင်တော့ယောက်တားလေးတွေကပို့ပြီးစိတ်ဝင်စားတယ်ပေါ့နော်ဆိုတော့အသေးစိတ်အာဒီ ီ document logistics မှာစာရေးစာတမ်းကအရေးကြီးတယ်ပုံများတယ်ပုံများတာကိုအရေးကြီးတဲ့အပိုင်းမှာပါတယ်အော်ဒီစာလုံးလေးတစ်လုံး error လေးတစ်ခုကလည်းဒန်ဆောင်ရတာတွေအများကြီးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ timeline line မှာအမှန်မှန်အဲဒီဒီပြင်ဆင်ကားတွေရှိလာနိုင်တယ်ဆိုတဲ့အခါကျတော့စာရေးစာတမ်းစစ်ဆေးမှုနဲ့အဲ့ documentation မှာအာဒီ main key ရပုံများလာတာပုံအားတာလာတယ်ပုံများလာတာကိုတွေ့ရတယ်ပေါ့နော် ပုံမှန်ရဆိုဆရာယောက်ျားလေးဆိုသွားတာလာတာလောက်တာရှာတာပြောတာဆိုတော့ဒါတွေသူတို့ဝါသနာပါတယ်အင်္ဂလိပ်ကြောင်နဲ့ပြောသလိုဆောင်ရဆိုင်ရန်လောက်ကတာတွက်ကချက်ကတာဒါတွေသူတို့ပို့တော်မယ်အင်းပိုင်းနေပါလေပေါ့နော်ဆိုတော့ logistics မှာဒီဟာတွေကအမင်းကလေးအများစုလုပ်နေကြတာကိုတွေ့ရတယ်ဟုတ်အခုလောလောဆယ်တော့ကျွန်တော်မှနည်းနည်းလေးတချို့တော့စီမင်းစီကန်းနေအရာ အာလောထဲမှာခက်ခဲနေတယ်လို့မြင်ကောင်းမြင်မယ်ပေါ့နော် logistic ပိုင်းကဒါပေမဲ့ဆရာအခုနပြောသလိုပေါ့နော်ကျွန်တော်တို့ logistic ဒီမြန်မာနိုင်ငံအတွက်ဒုတိယစင်ကာပူလို့ဖြစ်လာနိုင်တဲ့လမ်းကြောင်းရှိလားအာရှိတယ်ကျွန်တော်တို့အခုလက်ရှိဆိုလို့ရှိလို့ရှိရင်ဟိုစင်ကာပူမပတ်ဖ ೇನೆ အာဖရိကကိုသွားမယ်ဆိုရဲအဲဒီသွားမယ်ဆိုလဲသွားလို့ရတဲ့လမ်းကြောင်းတစ်ခုရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီလမ်းကြောင်းလေးဒါပွင့်သွားတယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့နိုင်ငံကတော်တော်လေး အဲ justice နဲ့ပတ်သက်ပြီး computer တက်တဲ့အထက်မှာပါတယ်ပေါ့နော်။အဲတော့နောက်တစ်ခုကကြတော့ဒီ UN ကနေပြီးတော့ကျွန်တော်တို့ဟိုဒီရထားနဲ့ပေါ့နော်။မန္တလေးဘက်ကိုသွားမယ်။ပြီးရင်အိန္ဒိယကိုသွားမယ်ပေါ့။အဲဒီလိုမျိုးလမ်းကြောင်းလေးကြီးလည်းသူတို့စပြီးစဉ်းစားလာကြတာကိုလည်းတွေ့ရတယ်။อืมဒါဆိုလမ်းကြောင်းအစ်စ်တွေလည်းရှိလာမယ်။လမ်းကြောင်းအဟောင်းတွေကိုလည်းပြန်ပြီးတော့ချဲ့ထွင်မယ်ဆိုလို့ချင်းဒါကျွန်တော်တို့ logistic area ကြီးကဘုံမင်းဖြစ်လာမယ်။စက်တာကြီးလို့ပြောလို့ရတာ။အဲဟုတ်ပါတယ်။ဟိုဟိုကျွန်တော်တို့နိုင်ငံကလည်းဒီလက်ရှိ ဟိုဒီတက်ဝီဝင်အနေထားရဆိုလို့ရှိရင်ဒီကပတ်လူကြီးတဝက်လောက်ရှိတဲ့နိုင်ငံကြီးချားမှာရှိနေတာဆိုတော့နိုင်ငံကြီးအမှန်မှန်ပြောရရင်တော့နိုင်ငံကြီးနှစ်နိုင်ငံချားထဲမှာကျွန်တော်ရှိနေတယ်နော်နိုင်ငံချားထဲမှာရှိနေတယ်ဒီဟာကိုပဲ transit trade လို့ဥပမာတည်ရတာ တော့နည်းနည်းတည်နေတဲ့လက်ထရာကြီးကောင်းမယ် infrastructure ကြီးကောင်းကောင်းလုပ်ပေးမယ်ဒီကြားထဲမှာ transit ခါပဲထိုင်တော့ပေါ့နော် yes yes အခုနိုင်ငံကိုဖြတ်တန်းနဲ့စင်ကာပူဆိုတဲ့ဒီတိုင်းပဲလေသူ transit ခါကိုပဲထိုင်ောက်ပြီးတော့သူတို့နိုင်ငံချမ်းသာနေတယ်ဆိုတော့အဓိက logistics ဆိုတာလည်း service ပဲအမှကျွန်တော်တို့မြင်တတ်ဖို့ပဲနော်ဟုတ်တယ်ဟို logistics service mindset တော့လိုတာပေါ့။ပုံဆောင်မှုမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကကြတော့ဒီ service mindset မှာအဲကျွန်တော်တို့အမှန်တိုင်းပြောရရင်ကျွန်တော်တို့လူမျိုးကအားနေတာကိုနည်းနည်းလေးတွေ့ရတယ်ပေါ့နော်။ဆိုတော့ service mindset ကကောင်းကောင်းလေးပေးနိုင်တယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့ဒီနိုင်ငံတကာနဲ့အာဒီဝင်ပြီးတော့တိုးရတာပို့ပြီးအဆင်ပြေတယ်ပေါ့။ဟုတ်။ဒီ logistics အပိုင်းမှာဒီ language အပိုင်းကရောအားသာချက်ဖြစ်နိုင်လား။ ဆိုတော့ language ပိုင်းကလည်းအသာတက်ဖြစ်ပါတယ်အဲလက်ရှိဆိုလို့ရှိရင်မြတ်တော်အဖြစ် logistics ဆိုလို့ရှိရင်ကျွန်တော်တို့က freight forwarder တွေတော်တော်များများရဲ့အခန်းကဏ္ဍကလည်းအရေးကြီးပါတယ်ဆိုတော့ freight forwarder ဆိုတာသင်္ဘောတွေကားတွေမရှိဘူးလေယာဉ်တွေမရှိဘူးဒါပေမဲ့သူကနိုင်ငံတစ်ခုနဲ့တစ်ခုကြား door to door ပေါ့ warehouse to warehouse အော်ဒီလိုမျိုးအဲလုပ်ငန်းတွေကိုသူတို့စောင့်ရပေးနိုင်အဓိကသူရှိမှာဘာအသာတက်ရှိလဲဆိုတော့ networking ပေါ့ yeah networking ဥမာ freight abc freight forwarder မြန်မာရှိတယ် ABC Freight Forwarder China ရှိတယ် ABC Freight Forwarder Singapore ရှိတယ်သူကရုံးခွဲတွေဖွင့်ထားခြင်းအပြင်နိုင်ငံတစ်ခုစီရဲ့တစ်ခုစီရဲ့ export import rules and regulation တွေကိုသူကနားလဲတယ်ပို့ကုန်သွင်းကုန်ဥပဒေတွေကိုနားလဲတဲ့အခါဒါတွေကသူ့ရဲ့အားသာချက်တွေဖြစ်လာ Yes yes အဲ့တော့ language တက်ထားတာပြီးလို့ရှိရင်ခုနပြောသလိုခုနပိုင်း technology ကလည်း advance ဖြစ်လာပြီပေါ့နော်ကျွန်တော်နည်းပညာနဲ့ပတ်သက်ပြီးသိထားတာကကိုတော့အားသာချက်ဖြစ်လာတယ်နော်အမှန်ပါတယ်အမှန်ပါတယ်အဲ့လိုမျိုးအားသာချက်ဖြစ်လာတာ